လာမယ့်ဒီဇင်ဘာလအတွင်းပါတီစုံဒီမိုကရေစီထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက်တိုင်းဒေသကြီးနဲ့ပြည်နယ်အလိုက်လုံခြုံရေးလုပ်ငန်းတွေကိုစနစ်တကျဆောင်ရွက်ကြဖို့လိုကြောင်းနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကထနိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ကပြောကြားပါတယ်။မတ်လ24ရက်နေ့ကနေပြည်တော်မှာပြုလုပ်တဲ့အမျိုးသားစီမံကိန်းကော်မရှင်စည်းဝေးကိုတက်ရောက်အမှာစကားပြောကြားရမှာဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ကထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။လူမျိုးရေးနဲ့တရားဥပဒေစိုးမိုးရေးအနေနဲ့လာမယ့်ဒီဇင်ဘာလအတွင်းပါတီစုံဒီမိုကရေစီထွေထွေရွေးကောက်ပွဲကျင်းပနိုင်မှုအတွက်တိုင်းဒေသကြီးနဲ့ပြည်နယ်လိုက် လုံခြုံရေးလုပ်ငန်းတွေကိုစနစ်တကျဆောင်ရွက်ကြဖို့လိုကြောင်းလုံခြုံရေးစနစ်အားကောင်းလာပြီဆိုရင်ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှုတွေလည်းတိုးတက်လာမှာဖြစ်ကြောင်းအမျိုးသားစီမံကိန်းတွေအောင်မြင်စေဖို့အတွက်အားလုံးကဝိုင်းဝန်းကြိုးပမ်းကြစီလိုကြောင်းနောက်ဆက်ကဥက္ကဋ္ဌကပြောကြားပါတယ်။ဒါ့အပြင်နိုင်ငံတကာနိုင်ငံရေးနိုင်ငံရေးအင်အားစီးပွားရေးအင်အားနဲ့ကာကွယ်ရေးအင်အားတွေကောင်းမွန်ဖို့အတွက်လုံခြုံလုံထိုက်တဲ့လုပ်ငန်းတွေကိုရရဲဝုံဝုံဆောင်ရွက်ကြဖို့လိုကြောင်းလည်းနောက်ဆက်ကဥက္ကဋ္ဌကထည့်သွင်းပြောကြားပါတယ်။နိုင်ငံတော်အနေနဲ့ဖွံ့ဖြိုးတိုးတက်ရေးနဲ့စီးပွားရေးအားကောင်းစေဖို့ ွန်အပိဆောင်ရွက်လျက်ရှိတော်လေးပြမောင်းလုပ်ငန်းတွေကြောင်းနိုင်ငံတော်ရဲ့စီးပွားရေးနဲ့လူမှုရေးဆိုင်ရာအခြေခံစောင့်တွေဖြစ်တဲ့လမ်းတရာတာဝါတိုင်းတွေလက်စစ်တာအပိစက်ရုံတွေကြောင်းစေးရုံစားတာတွေမှာပျက်စီးဆုံးရှုံးမှုတွေရှိနေကြောင်းအဲ့လိုဖြစ်စီးမှုတွေကြောင်းနိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ဖို့အတွက်ဆောင်ရွက်ရာမှာတိုးတက်မှုကိုအဟံထားဖြစ်စေပြီးနေမြေဒေသမတည်ငြိမ်တဲ့ဒေသတွေမှာဖွံ့ဖြိုးမှုလုပ်ငန်းတွေဆောင်ရွက်နိုင်ခြင်းမရှိတဲ့အတွက်နောက်ကျကျနေတာကိုတွေ့ရမှာဖြစ်ကြောင်းနာဆာကဥက္ကဋ္ဌကထပ်တွင်ပြောကြားပါတယ်